ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အောင်လည်းမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအာဇာသိန်းကိုကြည့်ရမှာဆိုရင်တော့ကမ္ဘာပေါ်လုံးဖွဲ့ချုပ် FIFA ကနေ2029ခုနှစ် FIFA ရဲ့ Club World Cup ပြိုင်ပွဲကြီးကိုအမေရိကန်နိုင်ငံမှာပဲကျင်းပဖို့သူတို့ဘက်ကစဉ်းစားလျက်ရှိတယ်။ Saudi Arabia နဲ့ Qatar ကဒီပြိုင်ပွဲ ကျင်းပဖို့ဆန္ဒရှိပေမဲ့ နွေရာသီမှာပဲကျင်းပဖို့သူတို့ဘက်ကအလိုရှိတဲ့အတွက်ဆော်ဒီအာရေဗျာနဲ့ကာတာဟာဖြစ်လာနိုင်ခြင်းနဲ့ပြီးတော့အမေရိကန်ကဒီပြိုင်ပွဲကိုထပ်ပြီးကျင်းပရဖို့အခွင့်အရေးရှိကြောင်းဆိုပါတယ်။ Paris Saint-Germain အသင်းရဲ့နီးပြ Louis Enrique က လာမယ့်နွေရာသီမှာ pH နေနဲ့အပြောင်းလဲအချို့ကိုပြောင်းလဲသွားဖို့ပြင်ဆင်ထားတယ်သူတို့ကတော့နေရာဆုံးကစားနိုင်တဲ့နောက်ခံလူတစ်ယောက်ရဲ့ပြီးတော့မှကွင်းလေပိုင်းမှာအတွေ့အကြုံရှိတဲ့ကစားမတစ်ယောက်နဲ့အတက်ကင်းပိုင်းမှာအဓိကအားဖြင့်တောင်ပံတွေကိုကောင်းကောင်းကစားနိုင်တဲ့ကစားမ၃ယောက်ကို PSG ကအားဖြည့်သွားဖို့ရှိကြောင်းဆိုပါတယ်။ရှစ်ဘက်ကနေဆယ်ဘက်ထိနားနေတဲ့ Ashwa Hakimi က အာဖရိကဖလားပြိုင်ပွဲကိုသူတို့ရဲ့အင်ရှင်မော်ရိုကိုနဲ့အတူပေါင်ခွေရဖို့အပြည့်အဝယုံကြည်ထားကြောင်းနဲ့သူရဲ့ကြံ့ခိုင်မှုကအချိန်မီအလင်းမြန်စွာနဲ့ပြန်ကောင်းလာဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ရီယယ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမားဂျူပါလင်ကန်ကိုအင်္ဂလန်လူဝင်းစီအသင်းရဲ့နီးပြားသောမတ်စ်တူကေကဒီတစ်ခေါက်အင်တာနက်ရှင်နယ်ပရိတ်မှာပြန်လည်ရွေးချယ်မှာဖြစ်တယ်။စောပိုင်းတော့ကသူ့ကိုခြံလက်ထားမယ်လို့သတင်းတွေကြံခဲ့ပြီးတော့မှ ဂျူပါလင်ကန်ရဲ့ဒဏ်ရာပြဿနာကလည်းပြန်လဲ complete ဖြစ်တဲ့အတွက်ကြောင့်သူကို 2K ကပြန်လဲရွေးချယ်ဖို့ရှိတယ်။ Real Madrid အသင်းက Vinicius Junior ကိုရောင်းထုတ်ဖို့စဉ်းစားထားတယ်။2029မှာစာချုပ်တက်တန်းကုန်ဆုံးမဲ့ Vinicius ကတက်တန်းထပ်တိုးဖို့ညှဉ်းဆန်နေစေရှိတဲ့အတွက်ကြောင့်သူတို့တွေနဲ့ La Mae Noir ဒီမှာသူကိုရောင်းချသွားဖို့စဉ်းစားထားပြီလို့ဆိုပါတယ်။ Real Madrid က ဣဗြာဟိမခနာတိနဲ့မကေဟီကိုကြော်ပြီးတော့ဒေယောဥပမခါနုကိုသူတို့ရဲ့နမတ်တိတိမဖြစ်ဆုံးဖြတ်လိုက်တယ်အသက်29နှစ်အရွယ်ရှိတဲ့ပြည်သိနောက်ခံကစားမကဘိုင်မြူနစ်အသင်းရဲ့စာချုပ်တတန်းကုံဆုံးပြီးဖြစ်တယ်ရာသီကုန်မှာအလွတ်နဲ့ထွက်မဲ့သူကို မတွေ့ကစောင့်ကြည့်နေပြီးတော့ဒါလက်ရှိမှာတော့ဒီကစားမကိုခေါ်ယူနိုင်ဖို့ကြိုးပမ်းနေရှိတာပါ ဘာစလိုနာအသင်းကပေရူးကိုတွားပြီးတော့ချစ်ချည်ချေဆံပွဲတွားရောက်ကစားမယ်ဆိုတဲ့ခရစ်စမတ်ကာလအစီအစဉ်ကိုဖျက်သိမ်းဖို့ဆုံးဖြတ်ထားတယ်။ဒါအခုလောလောဆယ်အနေထားအရသူတို့အသင်းအနေနဲ့ tight schedule အခြေအနေကြောင့်ဝဲစီအတွက် Euro 8000လောက်ရဖို့ရှိသည့်တိုင်အောင် တွားရောက်ကစားမဲ့အစီအစဉ်ကိုသူတို့ဘက်ကရက်တန်တော့မှဖြစ်ကြောင်းဆိုပါတယ်။ရောဘတ်လီဗန်ဒေါစကီကယာစီကုံမှစာချုပ်တက်တန်းကုံဆုံးမှဖြစ်ပေမဲ့လက်ရှိလောက်ခလာစာထက်အများစွာရှော့ချပြီးအသင်းကသာစာချုပ်တက်ကန်လန်းရင်းလက်ခံသွားမှဖြစ်ကြောင်းဆိုထားတယ်။ကက်တလန်ကလပ်ကလီဗန်ဒေါစကီကိုတက်တန်းထပ်တိုးမှုမသေးကြတော့တဲ့အချိန်မှာသူကတော့စာချုပ်တက်တန်းထပ်တိုးပြီးဒီသင်းမှာဆက်နေချင်တယ်လို့ဆိုပါတယ်။ဟန်စီဖလစ်ကတော့ဖီအားတွေများပြီးသူ့ဘောကိုဝေဖန်ပြစ်တင်မှုတွေရှိနေသေးတဲ့အောင်ဘာဆိုနာကထွက်ခွာသွားဖို့အစီအစဉ်မရှိကြောင်း ်တုံ့ပြန်လိုက်ပါတယ်ဘာဆိုနာအသင်းရဲ့ရလက်ဆိုးအခြေအနေကြောင့်သူ့ဘောကိုဝေဖန်နေသည့်တိုင်အောင်ဟန်စီဖလစ်ကတော့ဘာဆိုနာမှာပျော်ရွှင်ကြောင်းနဲ့ဒီအသင်းကထွက်ခွာသွားဖို့အစီအစဉ်မရှိဘူးလို့ဆိုထားပါတယ်။အက်တလက်တီကိုမက်ဒရစ်အသင်းကဒီနေ့ရာသီမှာသူတို့အနေနဲ့လာလီဂါချန်ပီယံစူဖလာအတွက်အခွင့်အရေးရှိနေတဲ့ကြောင်းနဲ့ဥရောပပြိုင်ပွဲနဲ့စူဖလာတစ်ခုခုကို တေချာပေါက်ရယူနိုင်ဖို့ကြိုးပမ်းသွားမယ်လို့ဒီကိုစီမီယိုနီကဆိုပါတယ်။အရင်နော်ဝေးစီးတီးမှာကစားခဲ့ပြီးတော့ဖင်လန်လူဝေးစီတေးရဲ့ဝိုင်းရဲ့တိုက်စစ်မှုတီမူဖူခီကအသက်35နှစ်အရွယ်မှာ ကစားမပွားလေဝေးရှင်အသင်းကနေအပီးတိုင်နားတော့မှာဖြစ်တယ်မော်တာနဲ့အန်ဒူဘာရုနဲ့ကန်နဲ့ပွဲအပီးမှာတီမိုဖူကီဟာဖင်လန်လေဝေးရှင်အတွက်ကစားမဲ့နောက်ဆုံးပွဲအဖြစ်သတ်မှတ်ထားပြီးတော့လေဝေးရှင်အတွက်52ဂိုးသွင်းပြီးဂိုးများဆုံးသွင်းထားသူလည်းဖြစ်တယ်အာစနယ်အသင်းကသူတို့ရဲ့အသင်းကောင်းဆောင်မာတီအိုဒီဂါကိုရောင်းချသွားဖို့အစီအစဉ်မရှိကြောင်းတုံ့ပြန်လိုက်တယ် ပေါင်တန်း80ကျော်လောက်နဲ့ဈေးကွက်တွင်ရောက်လာနိုင်ပွဲရှိပြီးတော့ဘာဆိုနာကခေါ်မယ်ဆိုတဲ့သတင်းတွေရှိသည့်တိုင်အောင်မြောက်လန်ဒန်ကလပ်ကမာတီအိုဒီကဟာရောင်းရမယ့်ကစားမမျိုးမှုချောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ပခါယူဆာကာရဲ့စာချုပ်တိကမကြမီကြေညာနိုင်မှာဖြစ်လို့ဆာကာအပြင်ဂျူလီယန်တင်ပါနဲ့ဒက်ကလန်ရိုက်စ်တို့အားလုံးကိုလည်းတတ်တန်းထတ်တိုးနိုင် အာစနယ်ဘက်ကကြိုးပမ်းနေပြီးတော့သူတို့ရဲ့စာချုပ်သစ်ကိစ္စကလည်းနီးစပ်လျက်ရှိကြောင်းဆိုပါတယ် International Break ဘီမာတော့အာစနယ်တင်းကနိုနီမာတူဝီကီခိုင်ဟာဗတ်အပါဝင်မာတင်အိုဒီကနဲ့ Victor Yokres Martinelli တို့အားလုံးပြန်လာနိုင်မဲ့အခြေအနေရှိပြီးစပားနဲ့ပွဲတွက်ရီမန်းထားတယ်ဆိုပြီးတော့အာထက်တာကဆိုပါတယ် Chelsea သင်းကတော့အခုလောလောဆယ်အနေထားရ RB Leipzig သင်းရဲ့တောင်ပံကစားမဖြစ်တဲ့ Jan Diamandi ဆိုတဲ့ချက်တိတ်လေးကိုစိတ်ဝင်စားလေးရှိတယ်အသက်18နှစ်ပဲရှိတဲ့ဒီကစားမလေးကို Chelsea ကစိတ်ဝင်စားပြီးတော့နာမည်လွှရာဒီကသူတို့ရဲ့အဓိကပြစ်မှတ်ပြစ်ခေါ်ယူသွားပွဲရှိချောင်းဆိုပါတယ် Chelsea က Juventus ရဲ့လူငယ်တောင်ပံကစားမ Canon Yeltsin ကိုလည်းလုံးဝလက်မရှိ short သေးကြောင့်အတီးပြူထားတယ်။ပြီးခဲ့တဲ့နွေရာသီလုံးကယူရို68တန်းနဲ့ကမ်းလှမ်းခဲ့တယ်။တူတကီတောင်ပိုင်းကစားသမားကို CD အထိပ်သီးကလပ်ကတတန်းထတ်တိုးဖို့လုပ်နေပေမဲ့ Chelsea သင်းကသူ့ကိုစိတ်ဝင်စားမှုရှိနေစေဖြစ်တယ်လို့ဆိုပါတယ်။ Joao Pedro ကတော့ ဒီယာဒီအိမ်ခွင်းအဝေးခွင်းမှာမထင်မှတ်ပဲအမှတ်တွေဇက်တိုက်ရောတာတွေကိုကျွန်တော်တို့ကောင်းကောင်းသင်ခန်းစာယူဖို့လိုအပ်တယ်လို့ဆိုတဲ့ပွဲတိုင်းကိုအာယုစူးဆိုင်မှုအပြည့်နဲ့ပြုလုပ်သွားဖို့ရှိပြီးတော့ကျွန်တော်တို့အမှတ်ရောတာတွေကိုစတင်ရပ်တန့်ဖို့လိုအပ်ပြီးဒါမှပဲကျွန်တော်တို့လူချင်းနဲ့ပန်းတိုင်ကိုရောက်မှာဖြစ်တယ်လို့ဇာမတွေကိုသတိပေးလိုက်ပါတယ်ထော့နာဟော့စပါအသင်းကအခု Mickey Van der Ban ရဲ့စာချုပ်သစ်ကိုဆွေးနွေးပါပြီးဒီယာဒီမှာ6-6ထိတွင်းထားတဲ့ Mickey Van der Ban ကို Titan Club တွေက ချွေဖို့ကြိုးပမ်းနေတဲ့အချိန်စပါဘက်ကမစ်ကီဗန်ဂါဘန်ကို2031ထိကာလရှည်ကြာစာချုပ်ချုပ်ဆိုဖို့ပြင်ဆင်နေတာပါထော်တန်ဟော့စပါအသင်းရဲ့နီးပြဖြစ်သူတိုမတ်စ်ဖရန်ကာတိုအိုင်ဗန်ထိုနီကိုအငားနဲ့ခေါ်ဖို့ဆန္ဒရှိနေတယ်ဆော်ဒီအာရေဗျာကလပ်ဖြစ်တဲ့အာလီအသင်းမှာကစားနေပြီးဘရန်ဖို့တိုက်စစ်မှုဟောင်းကိုစပါနီးပြကခေါ်ချင်နေပြီးတော့သူ့ကိုခေါ်ယူနိုင်ဖို့ကြိုးပမ်းရရှိကြောင်းဆိုပါတယ် ရူဘီအမရွန်ကတော့ငါးပွဲဆက်တိုက်နိုင်မှာစပီညက်မယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ပြည်သက်ကိုသတင်းပါလိုက်ပါတယ်။ အများဆုံးကျွန်တော်တို့တပင်ကျန်နိုင်ဖို့နဲ့ငါးပွဲဆက်တိုက်ရနိုင်ဖို့သူတို့ဘက်ကကြိုးပမ်းနေရှိပြီးသူအများဆုံးစပိန်ညှက်နိုင်လိမ့်မယ်လို့လဲဆိုခဲ့ပြီးတော့ဒီလိုကိစ္စဖြစ်လာမှာဖြစ်တယ်ဆိုပြီးတော့သူကဆိုပါတယ်မန်ယူနိုက်တက်အသင်းရဲ့ခိုဘီမင်းနူကကလပ်ကထွက်ဖို့ဆုံးဖြတ်ထားတဲ့အချိန်နာပိုလီကသူ့ရဲ့လောက်ခလာစာအပြေအဝကိုကန်လန်ထားတယ်ခိုဘီမင်းနူကတော့လီချင်ကဘာအကောင်းဆုံးပုံစံပြသနေပေမဲ့အမရွန်က တပတ်တပွဲကစားတဲ့အချိန်အကောင်းဆုံးဆွတ်ဆောင်ကစားမကိုခြံပြီးမင်းနူးကိုနေရာပေးဖို့လဲခက်ခဲတယ်လို့သူ့ဘက်ကတုံ့ပြန်ထားပြီးတော့ခိုဘီမင်းနူးကစောင်းရာသီမှာတေချာပေါက်ထွက်ဖို့ပြင်ဆင်နေပါ Manchester United က Crystal Palace ရဲ့အသင်းကောင်းဆောင် Mark Gehi ကိုကောင်းမွန်တဲ့ proposal တစ်ခုနဲ့ကမ်းလှမ်းခဲ့တယ်လို့ဖော်ပြထားတယ်။အသက်24နှစ်ပဲရှိတဲ့ဒါ Palace နောက်ခံလူကယာတီကုံမှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခွင့်ရမှာဖြစ်ပြီးတော့ United က Liverpool တို့ Real Madrid နဲ့ပြိုင်ဘက် club တွေကိုကြော်ပြီးတော့ခေါ်ယူနိုင်ဖို့ကြိုးပမ်းလျက်ရှိတာပါ။ Manchester City အသင်းရဲ့တိုက်စီမှု Erling Haaland ကကလပ်အသင်းရဲ့တလတာအကောင်းဆုံးပေါ်သူမဆုကိုရရှိခဲ့ပါတယ်။ Man City တို့ကပွဲတိုင်းဒီပါကိုသွင်းပြီးတော့စွမ်းဆောင်ရည်ကောင်းပြသထားတဲ့ Erling Haaland ကဒါ Rinders နဲ့ဒုကူပြီးတဲ့နောက်မှာအော်တိုပါလာရဲ့တလတာအကောင်းဆုံးဆုကိုရရှိခဲ့တာဖြစ်တယ်။ City သင်းရဲ့နီးပြဖတ်ကွာဒီယိုလာက Liverpool နဲ့ကစားမဲ့ပွဲဟာသူ့ဘဝအတွက်ပွဲပေါင်းတထောင်ပြည့်ကင်တွယ်ခွင့်ရမဲ့ပွဲလည်းဖြစ်တယ်။ Manchester City အသင်းနဲ့ကစားမဲ့ပွဲစဉ်မှာသူ့အနေနဲ့နိုင်ပွဲရအောင် ောင်ဆွမ်းဆောင်ပုံပြောလေးထားကြောင်းနဲ့ဒါ996ဘွဲမှာ955ဘွဲနိုင်စူဖလာအလုံး40တိရရှိထားပြီးတော့ဒီဘွဲအနိုင်ရဖို့သူဘက်ကယုံကြည်မှုအပြည့်အဝရှိနေတယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲလီဗာပူးအသင်းကတော့အလက်ဆန်ဒိုဘက်စတိုဘီကိုသူဘက်ကချင်းကလည်းရှိတယ်။အင်တာမီလန်အသင်းရဲ့အီတလီနောက်ခံကစားသမားကိုလီဗာပူးကလိုချင်တယ်။ခနာတိထွက်သွားရင်အဲ့နေရာမှာစိတ်ဝင်စားလည်းရှိပြီးတော့တန်း80လောက်300ပဲရှိကြောင်းဆိုပါတယ်။ ဒီအဒီမာလီဗာပူးအတွက်အကောင်းဆုံးစွမ်းဆောင်ထားတဲ့ဒိုမီနစ်ဆပ်ပါစလိုင်းကိုကလပ်ဖက်ကတက်တန်းထပ်တိုးဖို့လုပ်နေတယ်။2029မှာစာချုပ်တက်တန်းကိုဆုံးမဲ့ဆပ်ပါစလိုင်းကိုလီဗာပူးကအနည်းဆုံး2030ကနေ32ခုနှစ်ဒီကာလရှိကြတက်တန်းထပ်တိုးဖို့လုပ်နေပါတယ်။ခနာတီကတော့ရီယယ်မက်ဒရစ်ကဥပမခါနိုကိုရွေးသားထိတိုင်အောင်သူ့အနေနဲ့မက်ဒရစ်ကိုသွားဖို့ဆန္ဒအပြေးဝါရှိကြောင်းဆိုထားတယ်။စာချုပ်တစ်ကလီဗာပူးဘက်ကကန့်လန့်ထားပေမဲ့ရီယယ်မက်ဒရစ်ကိုပြောင်းဖို့ဆန္ဒရှိနေစေဖြစ်ကြောင်း AS က ဖော်ပြထားပါတယ်။တစ်ဖက်မှာတော့လူစီယာနိုစပယ်လက်တီကသူ့ရဲ့တိုက်စစ်မှုဒူရှန်ဗလာဟိုဗစ်ကိုတတန်းထတ်တိုးဖို့ကြိုးပမ်းနေကြပါ။ယာဒီကုံမှာစာချုပ်တတန်းကုံဆုံးမဲ့ဗလာဟိုဗစ်က ဥရောပထိပ်တန်းကလပ်တွေအပြင်ဘာဆိုနာအသင်းတို့ကစိတ်ဝင်စားခြင်းခံရသူဖြစ်တဲ့ဒါပေမဲ့လည်းကလပ်အနေနဲ့ဗလာဟိုဗစ်ကိုတတ်တန်းတိုးဖို့နီးပြဖြစ်သူက တောင်းဆိုထားတာဖြစ်တဲ့အချိန်ဂျူဗန်တက်စ်ကလည်းသူ့ရဲ့စာချုပ်တစ်ကိုပြန်လည်ဆွနေဖို့ရှိတယ်။လောကလာသာသာရှော့ချရင်ဒီတတ်တန်းတိုးမှုမကြမီဖြစ်နိုင်ကြောင်းလာကစတာစ်ဒဲလူစပေါ့ကဆိုပါတယ်။ AC မီလန်အသင်းနဲ့ Inter Milan အသင်းကမီလန်ကောင်ဆယ်ကနေ San Siro ကွင်းကြီးကို Euro 198တန်းနဲ့တရားဝင်ဝယ်ယူလိုက်ပြီဖြစ်တယ်။ ဆိုတော့မီလန်ကောင်ဆယ်မှာဆန်စီရိုကွင်းကိုမီလန်ထိပ်သီးနှစ်သိန်းကကွင်းငှားပြီးကစားနေတာ1926ခုတည်းကဖြစ်ပြီးတော့ဒီကွင်းကြီးကိုသူတို့ဘက်က 169တန်းနဲ့ဝယ်ယူခဲ့ပြီးနောက်မကြာမီဖြိုချသွားပြီးပိတ်သက်9500ရှိတဲ့ကွင်းတစ်ခုကိုတိဆောက်သွားဖို့ပြင်ဆင်လျက်ရှိကြောင်းဆိုထားပါတယ်။တစ်ဖက်မှာတော့ Aston Villa အသင်းက Jadon Sancho ရဲ့အခြေအနေကိုလေ့လာနေဆဲဖြစ်တဲ့ Sancho ကိုသူတို့ DRD ရဲ့ဒုတိယရာသီဘက်မှာပုံစံကောင်းမပြရင်တော့ club ကို ပြန်လဲဆီလို့ပို့စဉ်းစားထားပြီးတော့ Sancho ကိုအပိသက်ဝယ်ယူဖို့ဆန္ဒကိုတော့နီးပြပုံမှာပဲဆုံးဖြတ်ချက်ချသွားမှာဖြစ်ကြောင်းဆိုထားပါတယ်။ဒါတွေကစိတ်ဝင်စား ားစရာနောက်ဆုံးရအားသာသင်ပါအားလုံးကျေးဇူးတင်ပါတယ်